ောင်းရီရုံမြင့်တန်ကြဦးကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကိုလဲလှူရှားအကစားစီစဉ်အတွက်ကျမဒီနေ့တင်ဆက်ပေးမယ့်ကစားနည်းတွေကတော့ဝါးတဲ့လူ၊ပိန်တဲ့လူ၊ခန္ဓာကိုယ်မျိုးမျိုးရှိသူများအတွက်ပို့အားလုံးလှပကြမ်းပါစီမယ်။လေးလေးချိန်ကမျိုးမျိုးပဲဖြစ်ပါရဲ့ရှင်။အခုချိန်ကစပြီးတော့ကျမနဲ့တူတူပျော်ပျော်ရွှင်ရွှင်ကြက်တဲ့ကြွကြွနဲ့အားလုံးလိုက်ပါပြီးကစားကြည့်ကြပါကြလားရှင်။ ခုကျမကစားပြမယ်အလေးလေးချိန်ခံများကတော့ဝင်းပိုက်အစီခါအစီများကိုကြာစင်းစေမယ်အလေးလေးချိန်ခံများပဲဖြစ်ပါရဲ့ရှင်ပထမဦးဆုံးမိမိရဲ့ခြေထောက်ကိုသုပါမယ်မျက်နှာကိုရှေ့တက်တက်ကြည့်ပါမယ်ခါကိုတက်တက်ဆန့်ထားပါမယ်ရှင်ပြီးွားရင်အလေးကိုအလေးရနေဒီလိုပုံစံမျိုးလေးအလေးကိုအလေးရနေခြိုက်ပါမယ်ခြေရိုက်တက်တက်လေးချိုးပါမယ်ရှင်ဒီမှာပြရတဲ့အချိန်မှာအားလုံးလိုက်လို့ကြည့်အောင် လယ်မှာရက်တဲ့အသက်ပြန်ရှူပါမယ်။ပြီးရင်ဒီကိုတက်တက်လေးချိုးရဲလယ်မှာရက်တဲ့အသက်ရှူရဲပြန်ချိုးရဲလယ်မှာရက်တဲ့အသက်ရှူရဲအဲ့ချိုးတဲ့အချိန်မှာအရှိကိုဒီလိုကြီးလဲကုန်းမသွားရပါဘူး။ပြီးလိုက်တက်တက်လေးချိုးပါပဲဒီကစားနည်းကမှန်ကန်တဲ့ကစားနည်းဖြစ်ပါရဲ့ရှင်။ဒီချိန်ကစားနည်းမှန်တယ်ကမိမိကြကျင်တဲ့နေရာတက်စီနေနေရာစိတ်ထဲထားမှာဖြစ်ပါရဲ့ရှင်။အခုကျမတို့ကြကျင်တာအဓိကဝင်မိုက်ကြကျင်တဲ့ခါကြကျင်တဲ့ဖြစ်တဲ့အတွက်ကိုကြကျင်တဲ့နေရာဖြစ်တဲ့ဒီခါနေရာကိုစိတ်ကိုထည့်ထားပါမယ်။ ဆိုရဲရင်အမေမရက်တဲ့အသက်ရှူရဲပြန်ချိုးရဲအမေမရက်တဲ့အသက်ရှူရဲရင်ဒီကိုရှူရဲအမေမရက်တဲ့အသက်ရှူရဲဒီလိုက်တက်တယ်လေးချိုးရဲဆုံးနိုင်မင်းကဒူးကောင်းနာထီချိုးလို့ရပါတယ်ဒီလေးစင်ကန်ကိုစက်စားခြင်းကစားလဲခြင်းအနေနဲ့ပထမဦးဆုံးဘယ်30ည30ရာဒီစားပြီးကစားနိုင်ပါတယ် အခုဆက်လက်ပြီးတော့ကျွန်မကစားပြမယ့်လေ့ကျင့်ခန်းကတော့လက်မောင်းအစာလေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။အခုလေ့ကျင့်ခန်းလေးကိုကစားခြင်းအပြင်လက်မောင်းလှခြင်းတဲ့လူတွေလက်မောင်းသွေခြင်းတဲ့လူတွေလက်ပြင်ရှိနောက်အစီကျခြင်းတဲ့လူတွေအတွက်ကိုအထူးသင့်တော်တဲ့လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့ခြေထောက်ကိုမိမိပခုံးအကွာဝေးနဲ့အလောတော်ချဲပါမယ်ရှင်။ဒီတော့ရင်အလေးကိုသောသောကပြောသလိုပဲဝင်ရိုးတက်တဲ့အနေနဲ့ခြင်ပါမယ်။ ပြီးမျက်နှာနဲ့ဒီဇိုင်းနဲ့အထိအလေးကိုဆွဲပါမယ်ရှင်အဓိကလက်ပြင်ရှင်းအောင်အစီအနေရာကြီးကြာကျင်တဲ့နေရာဖြစ်တဲ့အတွက်ကျမတို့ကြာကျင်တဲ့လက်မောင်းနေရာနဲ့ဒီလက်ပြင်ရှင်းအောင်နေရာကိုစိတ်ကိုထည့်ထည့်ပြီးတော့ကစားမှာဖြစ်ပါရှင်ညနာမြင်လို့ရပါတယ်မိမိမျက်နှာနဲ့ဒီဇိုင်းနဲ့အထိစားလို့ရတယ်အသေးသေးတွေအနောက်ထိတွေအားနဲ့တွေစားလို့ရပါတယ်ရှင် နစ်ချိန်ခန်းကိုဆက်ဆက်ချင်း90ရာနေစပြီးကစားနိုင်ပါတယ်။အဲဒီလိုပဲကစားတဲ့တက်တန်းကြာလာအနေနဲ့15ရက်တန်ပြီး10လတန်ပြီး2လတန်ပြီးမှမိမိနိုင်သလိုကစားနည်းတွေကိုပြပြချင်း30 50 100 200ပြည့်ပြည့်ကိုးသွားနိုင်ပါတယ်။အခုဆက်လက်ပြီးတော့ဒီမှာကစားပြမယ်လေးချိန်ခန်းကတော့လက်မောင်းနောက်သားလေးချိန်ခန်းနဲ့ကြောကုန်းကြာကျင်တဲ့လူများအတွက်တင့်တော်မယ်အလေးလေးချိန်ခန်းများပဲဖြစ်ပါရဲ့ရှင်။ပထမဦးဆုံးဒီလေးချိန်ခန်းကိုကစားဖို့ရာအတွက်ကို6ရက်ကိုမိမိပကုံးအကျဲအကွာဝင်းနဲ့နေတော်လေးထဲထားပါမယ်ရှင်။ ချင်းညနှောင်းချစ်တဲ့တဲ့ကြည့်ပါမယ်။အလေးကိုတော့ခုနအတိုင်းပဲပုံမှန်ကင်နေကြတိုင်းနဲ့အလေးကနေလွင်ရိုးကနေကင်ပါမယ်ရှင်။ဒီညနှောင်းချစ်တဲ့တဲ့ထားပါမယ်။ဒီလေးချိန်ကမှပြောဖို့ရှိတာအဓိကပခုံးကိုနောက်ပြစ်ထားပါမယ်။ရင်ကိုဖွင့်ထားပါမယ်။ပြီးရင်လက်ကိုတံတန်းနဲ့ထားထားပါမယ်။ကျမတို့ဒီလို့ရှင်လက်ကိုအလိုက်တင်ဆွဲပါမယ်။ဆွဲတဲ့အခါမှာလူကလိုက်မလွှဲရပါဘူး။လက်ကိုပဲတိကျလွှဲမယ်။ဆွဲတဲ့အချိန်မှာနောက်ကကြောကုန်းသားအစီကိုအဓိကကျနေတာဖြစ်တဲ့အတွက်အနောက်ကကြောကုန်းသားကိုစိတ်ကိုထည့်ထားပါမယ်ရှင်။စတင်ပြီးတော့ကစားကြည့်ကြပါလို့လားရှင်။ ဒီလေးချိန်ကန်ကိုဆက်စားခြင်းကစားတဲ့လူတွေအတွက်ကိုအချိန်ရအတွက်90ရာနေစပြီးတော့ကစားနိုင်ပါတယ်။ခုဆက်လက်ပြီးတော့ဒီမှာကစားပြမယ်အလေးလေးချိန်ကန်ကတော့ခန္ဓာကိုယ်ဖွံ့ဖြိုးပြီးတော့တောင့်တင်းထပါခြင်းတဲ့လူတွေအတွက်ကိုပေါ်ပိုင်းများစိတ်လက်ထပါခြင်းတဲ့လေးချိန်ကန်တွေဖြစ်ပါတယ်။ဒီမှာတို့မိမိခြေရောက်ကိုအမီတော့ချဲထားပါမယ်။ဒီရင်းနဲ့လက်နဲ့ကြမ်းနဲ့အောက်ကိုကုန်ပါမယ်။အင်းနောက်ဖြစ်တတ်တဲ့ကြည့်ပါမယ်။ဒီလိုရှိရင်လက်ကိုပဲအလိုက်ကျဲချဲပါမယ်။အင်းနောက်ကိုဆောင်းအောင်လည်းမဟုတ်ပါဘူး။ကိုကိုတက်ချင်တဲ့နေရ 你去吧，你的毛在上面，人家在上面，你就是，你就是，不玩山山的，然后去玩这个啥了，哎，就是这些啊，什么都在上面，你咋不呀？你就一个人不想你去那个补水了嘛？所以这个啥，哎。 ူးတတိပြုပြီးတော့ကစားမှာတော့မိမိလိုချင်တဲ့အနေအထားရောက်ခံနေပြီဆိုလို့ရှိရင်ကစားနည်းကိုပြောင်းပြီးတော့ကစားဖို့လိုပါတယ်။ကစားနည်းတစ်ခုတိုင်းကမိမိရဲ့ခန္ဓာကိုယ်အတက်ကြပါဘူးပြီးပြီးတော့လိုအပ်ရင်လိုအပ်သလို ြောင်းလဲပြီးတော့ကစားသွားဖို့ပြင်ထူလိုအပ်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့ဒီမှာကစားပြမယ်အလေးလေးချိန်ခံတာတော့ကြောအစီခါးစီအတွက်အဓိကကြဆင်းနေမယ်အလေးလေးချိန်ခံမယ်ဖြစ်ပါတယ်ရှင်။ပထမဦးဆုံးကစားတော့မယ်ဆိုလို့ရှိရင်မိမိရဲ့ခြေထောက်ကိုအနည်းငယ်ဆဲထားပါမယ်။အလေးကိုထိတ်ကန်နေကင်ပါမယ်ဒီလိုအပေါ်နေမကင်ပါဘူး။ပြီးရင်မိမိစိတ်တည့်တည့်ကိုတွန်းပါမယ်။တွန်းတဲ့အချိန်မှာပြီးရင်အပေါ်ရောက်တဲ့အခါမှာရှင်ကော့မယ်ဖတ်ကော့မယ်အိတ်ခံမယ်။ဒီခါမှာအလေးကိုဒီလိုကိုယ်မသွားရပါဘူး။လက်ဆန်ထားတဲ့အတိုင်းပဲအစင်းနဲ့လေးပါလာမှာဖြစ်ပါတယ်ရှင်။ လာတယ်ကုန်းမယ်ပေါ်ရောက်နေရှင်းကုန်းမယ်ခါကုန်းမယ်အတက်ရှူမယ်ကုန်းနေပြီးရယ်ပေါ်ရောက်နေရှင်းကုန်းမယ်ခါကုန်းမယ်အတက်ရှူမယ်ကုန်းပြီးရယ်ပေါ်ရောက်နေရှင်းကုန်းမယ်ခါကုန်းမယ်ကြောစီခါစီကိုကြာကျင်တဲ့လေးတင်ရန်ဖြစ်တဲ့အတွက်ကိုကျမတို့အလေးကိုလက်နဲ့ဆွဲရခြင်းနဲ့လက်မှာစိတ်မထည့်ရပါဘူးမိမိကြာကျင်တဲ့ကြောနဲ့ခါနဲ့နေရာကိုစိတ်ထည့်ပြီးတော့ကစားရမှာဖြစ်ပါရဲ့ရှင် းဆက်လက်ပြီးတော့ကျမကစားပြမယ်ဝိတ်အသေးနဲ့လေ့ကျင့်ခန်းကြီးရတော့မိရွယ်ကြောကုန်းအစီနဲ့လက်ပြင်အစီကိုများကိုကြာစင်းစေနဲ့လေ့ကျင့်ခန်းကြီးရမယ်ဖြစ်ပါရဲ့ရှင်ပထမအဆုံးဒီလေ့ကျင့်ခန်းကိုကစားဖို့အတွက်ကို6ရောက်ကိုအတန်ငယ်ညကားပါမယ်ပြီးလို့ရှိရင်အောက်ကိုတက်တက်ကိုပုံပါမယ်ပုံပြီးသွားလို့ရှိရင်လက်ကိုမိမိလက်နဲ့ခန္ဓာကိုယ်နဲ့တစ်တန်းနဲ့မှအလေးကိုကင်ထားပါမယ်ရှိရင်မိမိကြောကုန်းအထိရအောင်လေ့ကိုအားနဲ့တွဲပါမယ်သွားစားပြီးတော့ကစားပြပါမယ်ရှင် ူးမိကြခြင်းတဲ့နေရာလက်ပြင်အစီးနဲ့ဂျိုင်းရင်စီမလိုအပ်တဲ့အစီးကြောကုန်းဖြစ်တဲ့အတွက်ဒီမိကြခြင်းတဲ့နေရာများကိုအသိပ္ပယ်ပြီးတော့ကစားရမှာဖြစ်ပါတယ်ရှင်မအခုဆက်လက်ပြီးတော့ကစားပြမယ်ဝိတ်အသေးနဲ့လေ့ကျင့်ခန်းနောက်တစ်မျိုးကတော့ခုနလိုပဲကြောအစီလက်ပြင်စီများကိုကြာဆင်းစီတဲ့လေ့ကျင့်ခန်းကစားနည်းနောက်တစ်မျိုးဖြစ်ပါတယ်ရှင်။ဒီမှာဥပဒေမိရဲ့ခြေောက်ကိုနှောင်းကိုကထားပါမယ်။ ni liu jadi ni kain apa ni jadi ni ya kesian ni ada sahaja apa ni cuma sahaja kerja apa ni ဒီမှာအခုဆက်လက်ပြီးတော့ကစားပြမယ်လေ့ကျင့်ခန်းကတော့ခနာကိုယ်ပေါ်ဝိုင်းလှခြင်းနဲ့ဒီ ရင်သားကျစ်လက်လှပစေခြင်းနဲ့လူတွေအတွက်ကိုအဓိကအကျိုးရှိပေမယ့်ရင်ကစားနည်းအလေးလေးသင်ခန်းများပဲဖြစ်ပါရဲ့ရှင်ကျမနဲ့အတူတူလိုက်ပါပြီကစားကြည့်ကြပါဆိုလားရှင်ပထမဦးဆုံးအလေးတစ်ကုံယူပါမယ်လူမျိုးခွင်းနဲ့အလေးကိုလက်ကိုအလေးကနေရှို့ပြီးတော့ခြင်ပါမယ်ကိုယ်မျက်နှာရှိတဲ့တယ်မှာလေးကိုအရင်ဆုံးကွယ်ထားပါမယ်စိတ်ကိုမိမိတက်ချင်တဲ့ရင်နေရာကိုစိတ်ထည့်ပါမယ်ညစ်ချနိုင်လည်းများဖြည်းဖြည်းချင်းလက်ရဲ့တထောင်ရဲ့အကွာဝေးဟာ90ဒီဂရီအကွာဝေးမြင်းနဲ့ရှိနေရပါမယ်အဲ့ဒီအချိန်မှာလက်ကဒီလိုကျသွားရင်လည်းဒီလေးသင်ခန်းအကျိုးကျရောက်မှုမရှိရပါဘူးရှင်အဲ့အတွက်ကို ်လက်ကိုရဲ့လက်ခွင်ရအမြဲတမ်း90ဒီဂရီနေထားမှရှိနေရပါမယ်။ရှိနိုင်တဲ့များဖြည်းဖြည်းချင်းရင်ကိုစိတ်ထည့်ပြီးတော့ဆွဲပါမယ်။ပြီးရင်တဖြည်းဖြည်းချင်းရင်ကိုစိတ်ထည့်ပြီးတော့ပြန်ခွာပါမယ်။ရင်နေရာမှာတောက်လျှောက်ကျမတို့စိတ်ထည့်ပြီးတော့ကစားတော့မှာဖြစ်ပါတယ်။ရင်ကိုဖွင့်ထားမယ်၊ရင်ကိုအထည့်ထားမယ်။ဒီရင်ဖြည်းဖြည်းချင်းရင်ကိုပြန်ညှစ်ပြီးတော့ပြန်ဆွဲပါမယ်။ဒီချိန်မှာတောက်လျှောက်ကဘလောက်ပဲညောင်းလာညောင်းလာတခြားမကြသွားပါဘူး။အညီညီလေး90ဒီဂရီအနေထားမှာတောက်လျှောက်ဖြစ်ပြီးတော့ကစားတော့မှာဖြစ်ပါတယ်ရှင်။ ပြည်နိုင်မများပြည်ပြင်းစင်းမယ်ရင်အလေးကိုစိတ်ထက်မယ်ရင်ကိုစိတ်ထက်မယ်ပြည်နိုင်မများပြည်ပြင်းချင်းတက်ချင်တာမှန်နေများကစားနေတိုင်းအားပြည်နိုင်မများပြည်ပြင်းကစားတော့ရမှာဖြစ်ပါတယ်ရှင်ဒီလေးချိန်ကန်ကိုဆက်ဆက်ချင်းကစားရတဲ့လူတွေအတွက်ကိုအချိန်ကြီးအတွက်30ရာနေစပြီးတော့ကစားနိုင်ပါတယ်ကစားတက်ကြလာနေခင်ဗျာပြည်ပြင်းချင်း30 50 100 200မမိနိုင်ဘူးလောက်တိုးပြီးတော့ကစားသွားနိုင်ပါတယ်ရှင်အခုဆက်လက်ပြီးတော့ဒီမှာကစားပြမယ်အလေးလေးချိန်ကန်ကတော့ င်တက်ကျင်တဲ့လူတွေခန္ဓာကိုယ်အပေါ်ပိုင်းကပကျင်တဲ့လူတွေအတွက်ကိုနောက်ထပ်ထိရောက်လှပစေမယ့်ကစားနည်းတစ်မျိုးပဲဖြစ်ပါရဲ့ရှင်ပထမဦးဆုံးခြေောက်ကိုတန်ငယ်ချဲပါမယ်အလေးကိုအလေးတက်တက်နဲ့ခြိုင်ပါမယ်ရှင်နဲ့ဒကြမ်းနဲ့မှာအလေးကိုထားပါမယ်မျက်နှာကိုရှေ့တက်တက်ကြည့်ပါမယ်ရှင်ခန္ဓာကိုယ်နောက်ကိုလက်ကိုအလိုက်တင်ဆွဲပြီးတော့ကစားရမှာဖြစ်ပါရဲ့ရှင်ဒီမှာစတင်ကစားပြပါမယ် စင်မယ်ရင်ကော့မယ်တက်ရှူမယ်လက်ကိုရင်တဲ့ဒီဇိုင်းနဲ့ဖြည့်ပြင်ရအောင်ထားမယ်ပြီးရင်ဖြည့်ပြင်ချင်းရင်ကော့ပြီးတော့တက်ရှူဆွဲပါမယ်ဒါရီလေးတင်ငန်းတွေအကုန်လုံးဟာအရင်ရင်မြန်လုပ်ချင်အောင်မလုပ်ပါဘူးမိမိကတက်ချင်တဲ့လူစားချင်တဲ့လူဖြစ်တဲ့အတွက်ကိုပြည့်နိုင်မြတ်ဖြည့်ပြင်ပဲကြားရင်ရှင်ပြေဆုံးဖြစ်မှာဖြစ်ပါရဲ့ရှင် ချိန်မှာလည်းလက်ကညောင်းလာပြီးဆိုရင်လက်ကျသွားရင်လည်းဒီလေးချိန်ကမထိရောက်တော့ပါဘူးအဲ့တည်းတောက်ဆောက်ဒီဇိုင်းနဲ့မှာဒီနဲ့ဒီဇိုင်းနဲ့မှာဒီဒီဇိုင်းလေးရရှိနေရမှာဖြစ်ပါလိမ့်ရှင်ဒီမှာအခုဆက်လက်ပြီးတော့ကစားပြမယ်အလေးသေးလေးချိန်ကတော့ဒီအလေးလေးချိန်ကန်းလေးအကုန်လုံးကစားပြည့်ရဲ့အချိန်မှာမလိုအပ်ဖင်းနဲ့လက်မောင်းကြည့်ရတယ်ပေါ်ပိုင်းကြည့်ရတယ်ချစ်မှဆိုတဲ့အတွက်ကိုပေါ်ပိုင်းကြစီမယ်လေးချိန်ကန်းလက်မောင်းကြစီမယ်လေးချိန်ကန်းဖြစ်ပါလိမ့်အထူးသဖြင့်လက်မောင်းကြကျင်တဲ့လူတွေလက်မောင်းအစီကိုကြကျင်တဲ့လူတွေအတွက်လည်းအထူးသင့်တော်တဲ့ကစားနည်းတစ်ခုဖြစ်ပါလိမ့်ရှင်ပထမဦးဆုံးခြေထောက်ကိုအနည်းငယ်ဆွဲပါမယ်လက်ကိုမိမိရ ဲ့လက်တဆန်အတိုင်းမှာအလေးကိုအလေးတက်တက်နဲ့ကင်ပါမယ်တက်တက်လေးထားပါမယ်ဒီနေ့ကြာကျင်တဲ့နေရာဖြစ်တဲ့အတွက်လက်မောင်းအစီအမရာကိုဆိတ်ထည့်ပြီးတော့ထားမှာဖြစ်ပါရဲ့ရှင်အဓိကမိမိကြာကျင်တဲ့နေရာဖြစ်တဲ့အတွက်လက်မောင်းအရင်းသားကိုဆိတ်ထည့်ပြီးတော့ခါပါမယ်ခါတဲ့အချိန်မှာလက်ကြီးတစ်ချောင်းလုံးဖြော့ပြီးတော့ခါစရာမလိုပါဘူးအဓိကလက်ကိုတောင်းထားမယ်မိမိကြာကျင်တဲ့နေရာဖြစ်တဲ့လက်မောင်းအရင်းနေရာကိုပဲဆိတ်ထည့်ပြီးတော့ထားမှာဖြစ်ပါရဲ့ရှင် ဒီလေးချိန်ကဘယ်လောက်ကစားကစားပြဿနာမရှိပါဘူးမိမိကစားရင်ကစားသလိုအကျိုးကျေးဇူးရရှိမှာဖြစ်ပါရဲ့ရှင်အခုလိုကိုလတ်လှုပ်ရှားအကစားအစီအစဉ်လေးကိုနောက်ရက်တွေမှာလည်းကျမတို့များတွေရုံမြင့်တန်ကြားနဲ့ပူးပေါင်းပြီးတော့အလင်းတင်လို့အကောင်းဆုံးအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အကစားချစ်သူဝါသနာရှင်မိဘပြည်သူများအားလုံးဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါကြလားရှင်။